အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်ဆွေးနွေးတော့မယ့်အကြောင်းအရာကတော့လက်ရှိကမ္ဘာစီးပွားရေးမှာအလွန်ကြီးပန်းစားနေတဲ့ cryptocurrency အဲ့ဒါနဲ့အမေရိကန်နိုင်ငံရေးခြားကနေဆက်နွယ်မှုတွေအကြောင်းကိုကျွန်တော်ပြောပြပေးသွားပါမယ်အထူးသဖြင့်တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မိသားစုဝင်တွေပအဝင်ပတ်သက်နေတဲ့ crypto လုပ်ငန်းတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်တာပါသမ္မတထရန့်မိသားစုအား cryptocurrency နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေတဲကတခုဖြစ်တဲ့ American Bitcoin ဆိုတဲ့ company အကြောင်းကိုကျွန်တော် DBO လေးမှာဆက်ဆက်ပြီးတော့ပထမဆုံးအနေနဲ့ဆွေးနွေးပေးသွားပါမယ်။ဒီ company ကတည်ထောင်ထားတာကငွေချေး payment အသုံးပြုဖို့အတွက်သူကရည်ရွယ်ထုတ်လုပ်ထားတာတော့မဟုတ်ဘူးပြန်။သူတို့ရဲ့အဓိကလုပ်ငန်းကတော့ Bitcoin တွေကို mining တူးတာဖြစ်ပါတယ်။သူကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်တော့တန်ဖိုးရှိတဲ့ကြောက်တံပရများတွေ၊ရွှေငွေရတနာတွေတူးတာလေတူးပါလေ။ရွှေတွေတူးတဲ့အခါမှာမြေကြီးအောက်ကနေပြီးတော့ ဖရရှားတယ်လို့မျိုးခက်ခက်ခဲခဲနဲ့စူးစမ်းပြီးတော့တူးမှရလာတယ်လို့မျိုးဘစ်ကွိုင်မိုင်းနေတူးတဲ့အခါမှာလဲကွန်ပျူတာတွေကနေတစ်ဆင့် mathematical calculation တွေပေါ့နော်တွက်ချက်ပြီးတော့သင်္ချာပုံစံတွေကိုဖြည့်ရှင်းမယ်ဖြည့်ရှင်းပြီးလို့ရှိရင်ကျွန်တော်တို့ကစုရလန်အနေနဲ့ဘစ်ကွိုင်တွေကိုပြန်ပြီးတော့ transition fee တွေ reward တွေနဲ့ပြန်ရတဲ့အခါမှာတန်ဖိုးရှိတဲ့ ပို့ပြီးတော့အတုံးဝင်တဲ့ Bitcoin တွေထပ်ပြီးတော့အသစ်ထွက်လာတာပေါ့ဗျာအဲ့လိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး miners တွေရှိနေတော့မှလည်း Bitcoin network ကြီးဟာလေပတ်နေမယ်ပုံမှန်သွားလာနေမှဖြစ်ပြီးတော့ဒီ miners တွေကပဲ cryptocurrency transition တွေတစ်ခုနဲ့တစ်ခုလွှဲပြောင်းတဲ့အခါမှာအတီးပြုစစ်ဆေးနဲ့ blockchain ecosystem တစ်ခုလုံးကိုမှန်ကန်စွာလဲလေသွားလာနေအောင်လို့ကူညီပေးနေတဲ့အခန်းကဏ္ဍမှာအဓိကပံ့ပိုးနေတာကိုတွေ့ရှိရမှာဖြစ်ပါ American Bitcoin Company ဆိုလို့ရှိရင်တော့ ီလိုမျိုး Bitcoin တွေကိုတို့ mining လုပ်ရုံမကဘဲနဲ့လက်ရှိမှာအများပြည်သူတွေကိုလည်းရောင်းချပေးနေလည်းရှိပါတယ်။တို့ရဲ့အဓိကယူရချက်ကတော့လူတိုင်းလူတိုင်းဟာ Bitcoin ကိုအလွယ်တကူပို့ပြီးတော့အသုံးချလာနိုင်မယ်။ဝယ်ယူရရှိနိုင်ပြီးတော့ Bitcoin ရဲ့စွမ်းဆောင်ရည်တန်ဖိုးနဲ့အသုံးဝင်မှုကို ိုပြီးတော့မြင့်တင်ခြင်းနဲ့ဆန္ဒရှိနေကြတာပါဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ American Bitcoin Company မှာတမရဒေါ်နယ်ထရန့်ရဲ့သားတွေဖြစ်တဲ့ Eric နဲ့ Donald Junior တို့ဟာ share တွေအများစုပိုင်ဆိုင်ထားတာကိုတွေ့ရတာဖြစ်ပါတယ်ဒါအပြင်မှာ Facebook ကိုတီထောင်ခဲ့သူ Mark Zuckerberg ကိုတရားစွဲဆိုမှုခဲ့တဲ့ Winklevox လို့ခေါ်တဲ့အမွှာညီကိုတွေရတယ်ဒီကုမ္ပဏီမှာရှယ်ယာတွေထည့်ဝင်ထားကြပါသေးတယ်။တို့အားလုံးကလာမယ့်လမှာ American Bitcoin ကုမ္ပဏီဟာ Next Step လို့မျိုး Stock Exchange တွေမှာ ှာစတင်ပြီးတော့အယောင်းဝယ်လို့တော့မှာဖြစ်ပြီးအမျက်စွန်းကြီးကြီးမားမားတွေတက်ပူပြီးရရှိလာဖို့လဲမျော်လင့်ထားကြတာကိုတွေ့ရပါတယ်ဒီလိုမျိုးကုမ္ပဏီတစ်ခုကနေပြီးတော့ stock exchange နဲ့ရောင်းဝယ်လုပ်တယ်ဆိုတာက ပုံမှန်ပဲရေရှည်မှာကုမ္ပဏီရဲ့တန်ဖိုးတွေမြင့်တက်လာနိုင်တဲ့အတွက်ဒီနေ့မြောက်တန်သားတွေတွေအလွန်အင်မတန်မှအကျိုးအမြတ်ရရှိနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမှာဝေဖန်မှုတွေထွက်ပေါ်လာသေးတဲ့အဓိကချက်နှစ်ချက်ရှိပါတယ်။အဲ့ဒါကတော့တမရဒွန်နယ်ထွန့်ဟာအမေရိကန်တမရဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာယာရုတာဝန်အလွဲသုံးစားလုပ်ပြီးတော့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေအကျိုးစီးပွားတွေရရှိဖို့အတွက်လှုံ့ဆော်ခဲ့သလားဆိုတဲ့ မေးခွန်းမေးစရာရှိလာတာပါ cryptocurrency လိုမျိုးဈေးကွက်အတက်အကျအင်မတန်မြန်ဆန်တဲ့လုပ်ငန်းတွေပေါ်မှာစီးမင်းစီကံဥပဒေမူပေါင်းတွေကို အများကြီးဖြေလျှော့ပေးခဲ့ပါတယ်။ဒါတနည်းအားဖြင့်သူတို့ရဲ့ Trump မိသားစုပါဝင်ပတ်သက်နေတဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အခုလိုမျိုးဖြေလျှော့လိုက်ခြင်းဟာစီးပွားရေးတိုးတက်ဖို့အတွက်အခွင့်အလမ်းပေါင်းများစွာပေါ်ပေါက်လာခဲ့ပါတယ်။ဒါကြောင့်ပဲဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်တွေနဲ့နိုင်ငံရေးလေးလာစောင့်ကြည့်သူတွေဟာဒီလောက်ရကဆိုလို့ရှိရင်အာဂရိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေတွေကိုချိုးဖောက်ရာရောက်တယ်ဆိုပြီးတော့စတင်ဝေဖန်ပြောဆိုနေကြပါပြီ။ဒီလောက်ရတွေကိုတော့ conflict of interest လို့ခေါ်ပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့အာဏာကိုအသုံးပြုပြီးကိုယ် ပိုင်စီးပွားရေးတွေလောက်တာဒါမှမဟုတ်လို့ရှိရင်ကိုနဲ့နီးစပ်တဲ့သူတွေကိုစီးပွားရေးအတွက်အခွင့်အရေးယူတာမျိုးပါအချို့သောနိုင်ငံရေးလေလာစောင့်ကြည့်သူတွေရဲ့ပြောဆိုချက်အရတော့လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့သမ္မတတက်တန်းနဲ့အခုလက်ရှိသမ္မတတက်တန်းတက်တန်းနှစ်ခုလုံးပေါင်းမှာသမ္မတထရန့်မိသားစုကနေပြီးတော့စီးပွားရေးရှာဖွေ လုပ်ကင်ထားတဲ့အမြတ် အမေရိကန်ဒေါ်လာ စုစုပေါင်းဟာ လက်ရှိကာလပေါက်စေ3.4ဘီလီယံပမာဏလောက်ရှိတယ်ဆိုပြီးတော့ခန့်မှန်းပြောဆိုနေကြပါလေဒါဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့နိုင်ငံရေးကြာရူးအကြကဆက်ဆက်မှုတွေကိုပုံမှုပြီးတော့ပေါ်လွင်ထင်ရှားစေပါတယ်ဒီလိုမျိုးအခြေအနေမျိုးမှာနိုင်ငံရေးသမားတွေဟာစီးပွားရေးသမားတွေနဲ့အကြကဆက်နွယ်မှုတွေကအမြဲတမ်းစောင့်ကြည့်လေ့လာဖို့လိုအပ်တယ်ဆိုတာကိုပြသနေပါတယ်စီးပွားရေးလုပ်ငန်းတွေကလည်းနိုင်ငံရေးဩဇာအာဏာကိုအသုံးပြုပြီးတော့အကျိုးမြတ်တွေရှာဖွေနိုင်သလိုနိုင်ငံရေးသမားတွေကလည်းမိမိတို့ရဲ့စီးပွားရေးအကျိုးမြတ်တွေအတွက် နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကအခြားသောကမ္ဘာအရက်ဒေသကနိုင်ငံတွေမဟုတ်ပါဘူး။ကမ္ဘာနံပါတ်1ထိပ်တန်းနိုင်ငံဖြစ်တဲ့ဒီမိုကရေစီရဲ့ဖခင်လို့လည်းပြောလို့ရတယ်။အင်အားကြီးဆုံးအမေရိကန်နိုင်ငံမှာလက်ရှိဖြစ်ပွားနေတာပါ။ဒီလိုအကြောင်းအရာဖြစ်ပျက်တွေကကျွန်တော်တို့နိုင်ငံပါဝင်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာဖြစ်ပွားနိုင်ကြီးရှိပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးဖြစ်ပျက်တွေဟာနိုင်ငံသားတယောက်အနေနဲ့ နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာအပြောင်းလဲတွေကိုသတိထားပြီးစောင့်ကြည့်လေ့လာသင့်တယ်ဆိုတာကိုသတိပေးလိုက်တာလည်းဖြစ်ပါတယ်အခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့ရင်းဆောင်မအကြောင်းအရာတွေကို make sure အစီအမပြတ်နားဆင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပဲလဲဆုံတွေ့ပါမယ်